မင်္ဂလာပါခင်ဗျာမြန်မာ property data ရဲ့အပတ်စဉ်အင်ချမ်းမီသတင်းများစီစဉ်ရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီပတ်တွေရွေးချယ်တင်ဆက်ပေးမယ့်ပထမဆုံးသတင်းကတော့မန္တလေးငလင်ကြီးကြောင်းပျက်စီးမှုတံပုံဝင်300လေးဘီလီယံကျော်ရှိခဲ့တယ်ဆိုတဲ့အကြောင်းပြောပြပေးချင်ပါတယ်မန္တလေးငလင်ကြီးတံကြောင်းနေပြည်တော်ပအဝင်တိုင်းနယ်ပြည်နယ်ဆယ်ခုတွင်ထိခိုက်မှုရှိခဲ့ပြီး6ခုမှပြင်းထန်စွာခံစားခဲ့ရပါတယ်နေပြည်တော်ပအဝင်တိုင်းနယ်ပြည်နယ်ဆယ်ခုရှိရက်ွက်384ခု ကျေးရွာအုပ်စု944စုကျေးရွာ2081ရွာအိမ်ချောင်စု36169စုလူဦးရေ9069ဦးဘေးသင့်ခဲ့ရတယ်လို့လည်းသိရပါဗယ်အဆိုပါမန္တလေးငလင်ကြီးတန်းကြောင့်တေဆုံးသူ3939ယောက်ပျောက်ဆုံးသူ68ယောက်နဲ့ ဒဏ်ရာရသူ9လုံး104ယောက်ရှိပါတယ်။ဒါအပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာပြည်ပနိုင်ငံတွေကလာရောက်ကူညီကြတဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးအရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ကြတာကြောင့်အဆောက်အုံတွေထဲမှာပြင်းမိနေသူ653ယောက်ကိုအသက်ရှင်လျက်ရှာဖွေကယ်ဆယ်နိုင်ခဲ့ပါတယ်။တည်ဆုံသူ606ယောက်ကိုလည်းဖော်ထုတ်ရှာဖွေပေးနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။ဒါအပြင်နေအဆောက်အုံနဲ့ထိခိုက်ပျက်စီးမှုများအနေဖြင့်လူနေအိမ်9230လုံး၊လမ်းလုံငန်း430ခု၊တံတား130စင်းရထားလမ်းပျက်စီးနေရ83နေရာနဲ့ရထားလမ်းတံတား71စင်း မိုဘိုင်းဆက်သွယ်ရေးစကန်6930ခုမဟာဒါအလိုက်10လိုင်းဒါအလိုက်တိုင်း3435တိုင်း10မြောင်း994ခုတာတမန်6ခုဌာနအဆောက်အဦး1338လုံးစေယုံ384ယုံစေကန်364ကန်ရှင်းအောင်အဆောက်အဦးနဲ့ပြတိုက်166ခုအခြေခံပညာကျောင်း2409ကျောင်းအစိမ့်မြင့်ပညာကျောင်း82ကျောင်းပုဂ္ဂလိကစာသင်ကျောင်း90ကျောင်းဖျားစီဒီ6469စုဖုန်ကြီးကျောင်းတိလရှင်ကျောင်းနဲ့အခြားဘာသာရေးအဆောက်အဦး9588ခုပုဂ္ဂလိကစေယုံအုံတို့ယုံ344ခု တင်းနဲ့88တဒမ5အေကတရိစ္ဆာန်33300ကောင်ထိခိုက်ပျက်စီးခဲ့ရသဖြင့်မူလပျက်စီးဆုံးရှုံးမှုတန်ဖိုးစုစုပေါင်းမှာငွေကျပ်3104ဒသမ56ဘီလီယံရှိခဲ့တယ်လို့လည်းသိရပါဗျ။ဒေါက်တာတပုံအနေနဲ့စံပြမျိုးတော်အဖြစ်ရီမန်းကောင်တယ်ပေါ်နေတယ်။ဖန်အမ်မျိုးဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်ခင်ဗျာ။ကင်ဘီနေမျိုးတော်ဖန်အမ်မျိုးကို Green and Clean City စံပြမျိုးတော်အဖြစ်ရီမန်းကောင်တယ်ပေါ်နေတယ်လို့သိရပါဗျ။လက်တော်မှာတော့အမိုက်များကိုတွေ့ရနေရာတွင်ပြည်သူများကိုပညာပေးကာလဆင်တာရှိပြီးလူသွားလာများတဲ့နေရာများ ဇဲကပင်တောင်ပေါ်တက်တဲ့နေရာများအလဲဘက်ခီးစဉ်ဒေသများတွင်လမ်းတစ်လျှောက်အမိုက်ပုံများထားရှိထားပြီးအဆိုပါအမိုက်ပုံများကိုလည်းစေတနာဝန်ထမ်းများနဲ့တဘာဝပဝန်ကျင်ထိန်းသိမ်းရေးအဖွဲ့များကလည်းတလားတစ်ခါသို့မဟုတ်နှစ်လားတစ်ခါသိမ်းဆည်းခြင်းများလှူဆောင်နေကြောင်းသိရပါတယ်ဖမ်းအမျိုးကို Green and Clean City အဖြစ်အပြည့်အဝအောက်ထဲပေါ်လာပါကဒေသခံစီးပွားရေးလုပ်ငန်းများတိုးတက်လာမယ့်အပြင်ခီးသွောဝင်ရောက်မှုလည်းမြင့်တက်လာမှာဖြစ်ပြီးလက်ရှိတွင်ခရင်ပြည်နယ်အတွင်းလေပတ်စရာနေဖြင့်ဖမ်းအမျိုးနှင့်လှိုင်းပွဲမျိုးနှမျိုးသာရှိပေမဲ့ဖမ်းအမျိုးတွင်သာလေပတ်စရာများနေတာဖြစ်တယ်လို့လည်းသိရပါတယ် နောက်တစ်ပုံအနေနဲ့ငလင်ကျောင်းအင်ချမ်းမြေဈေးကွက်ပေါ်ဘလိုရိုက်ခတ်မှုတွေဖြစ်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီး Real Estate Coach ဖြစ်သူကိုအောင်သူရကျော်နဲ့တွေ့ဆုံပေးမြတ်ထားတာကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံမှာ match လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကျောင်းဥယျာဉ်ပေါင်းများစွာနဲ့လူ4000ထက်မနည်းအသက်ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်းရန်ကုန်ပါဝဲအထက်မြင့်ဆောက်ဦးတွေမှာနေထိုင်သူတွေဟာဆိုးရိမ်စိတ်မြင့်တက်လာခဲ့တာကြောင့်လက်ရှိအင်ချမ်းမြေပေါ်ဘလိုရိုက်ခတ်မှုတွေရှိနေပါလဲအကျိုးဆက်အနေနဲ့ရောဘာတွေဖြစ်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီး Real Estate Coach ဖြစ်သူကိုအောင်သူရကျော်နဲ့တွေ့ဆုံပေးမြတ်ထားတာကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဆိုတော့လက်ရှိအခြေအနေမှာဆိုအားလုံးသိတဲ့ timing ငလျင်ကဖြစ်သွားပြီဖြစ်သွားတဲ့နောက်ပိုင်းလူတွေအားလုံးဘယ်ရာပေါ်မှာဖန်နစ်ပူဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ control တွေတိုက်ခန်းတွေပေါ်မှာအမဝယ်ကြတော့တာတွေခုနရောင်းတဲ့လူတွေလည်းခက်ခဲလေးကြုံရတယ်ပေါ့နော်ဘယ်လောက်ထိကြုံရလဲဆိုရင်ကျွန်တော်မိတ်ဆွေတယောက်ပြောတာဆိုလို့ရှိရင်ဒီခုနလကဒီတိုက်ခန်းလေးဆိုလို့ရှိရင်ဟိုမေးမဲ့သူတော့မရှိဘူးအဲ့လောက်ချင်းတွေဖြစ်သွားတာအဲ့တော့ဟိုဘယ်လောက်တော့မှဒီငလျင်ကြောက်ကြောက်သွားလဲဆိုတဲ့ဟာပေါ့အဲ့မှာ theory တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်လူတွေကအဲ့လိုငလျင်ဖြစ်ပြီး နှစ်နှစ်အထိဟိုကဒီဟာနဲ့ပတ်သက်ပြီးတော်တော်ကြောက်တယ်အဲ့ဒီတွင်မှာအဲဝယ်တဲ့လူတွေလည်းမဝယ်ကြတော့ဘူးယင်းနှမြုံတဲ့လူတွေလည်းစောင့်ကြည့်ကလာပူဖြစ်သွားတယ်အဲ့တော့ဒီငလျင်ကြောက်ဒီလူမျိုးအခြေအနေမှာလက်ရှိဖြစ်တယ်ဒါပေမဲ့နှစ်နှစ်နောက်ပိုင်းမှာတော့လူတွေကဝယ်နိုင်ကြလဲရှိရှိကောင်းရှိနာနိုင်ပဲပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကျွန်တော်လက်ရှိအခြေအနေလေးမှာဖြစ်ပေါ်နေတယ်အခုကငလျင်ဘေးဒဏ်နဲ့ပတ်သက်ပြီးတော့အာကာကွယ် ပြီးတော့လုတ်ထားတဲ့စောက်ပုံစံမျိုးတွေပေါ့နော်ဒါတွေပို့ပြီး develop ပို့ပြီးတော့ဖြစ်နိုင်တယ်လို့ကျွန်တော်ကတော့မြင်နေပေါ့နော်ဒါမျိုးအနေနဲ့ HMB နဲ့ပတ်သက်တဲ့အာ overall လေးပြောပြပေးတာနိုင်ငံတကာကဏ္ဍအနေနဲ့ကုန်သွယ်ရေးစပွဲကြောင့်လုတ်ခတ်သွားတယ်တရုတ် HMB ဈေးကွက်ဆိုတဲ့အကြောင်းပြောပြပေးချင်ပါတယ် China 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 တရုတ်နဲ့အမေရိကန်ကြားကုန်သွယ်ရေးစပွဲကြောင့်တရုတ်လက်လီရောင်းချမှုနဲ့အင်ချမ်းမင်းယင်းနှမြုံနှံမှုလုပ်ငန်းများထိခိုက်ခဲ့ပြီးတရုတ်စီးပွားရေးကိုနှိကွေးစေခဲ့တာပဲဖြစ်ပါတယ် အိမ်အောင်စုအများပြားကြီးကျဲဝါမှုအရေးမြင့်ဖြစ်တယ်။အိမ်ချမ်းမေးဈေးကွက်ဟာကာလကြာချိန်ကြာဆဲမှုများကြောင့်ဝယ်လိုသူများအနေဖြင့်တွတ်ဆုပ်နေကြတာဖြစ်ပြီးအိမ်ချမ်းမင်းရင်းနှီးမြှုပ်နှံမှုများဟာလည်းဇန်နဝါရီလမှဧပြီလအထိနှစ်အလိုက်နှိုင်းယှဉ်ပါက10.300ခန်းနှုန်းခန့်ကြာဆင်းကြတာပဲဖြစ်ပါတယ်။ယခုလိုအိမ်ချမ်းမေးဈေးကွက်ကြာဆဲမှုဟာအိမ်ဟောင်းများသာမကဆက်လုပ်ပြီးကစားအိမ်သစ်များပေါ်ပါတည်ရောက်မှုရှိနေတာပဲဖြစ်ပါတယ်။ကုန်သွယ်ရေးစင်ပွဲမှာဖိအားများဟာ တရုတ်အင်ချမ်ပီယံစစ်ကောက်ကောင်းမွန်စွာလက်ပတ်ရင်းနဲ့တရုတ်စစ်ပွဲရေးပြတဲ့ဥမော်လာမှုပေါ်တော်လေးထိခိုက်စေခဲ့တယ်လို့လည်းပညာရှင်များရဲ့သုံးသပ်ချက်အရသိရပါတယ်။အင်ချမ်ပီယံစစ်ကောက်ပြတဲ့ဥမော်လာမှုကတဖြည်းဖြည်းနဲ့ဟန်ချက်မညီသေးတာကြောင့်နိုင်ငံတော်အဆင့်ကဒီကြဆဲမှုကိုအရေးယူဆောင်ရွက်ဖို့အချိန်တစ်ခုယူရအောင်ပါ။အကောက်ခွန်ဆိုင်ရာအဆုံးမြင်မှုနဲ့မတိကျမရေရာမှုများကြောင့်ဧပြီလတွင်ဝယ်လိုအားကြဆင်းစေခဲ့တယ်လို့လည်း ING Economic အဖွဲ့ရဲ့မဟာတရုတ်ဌာနမှစီးပွားရေးပညာရှင်လင်းဆောင်၏အစီရင်ခံစာတစ်ခုမှဖော်ပြချက်အတိုင်းသိရပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာနောက်ပတ်တွင်မှာလဲစိတ်ဝင်စားဖွယ်အင်ချမ်မီတင်းတွေကိုထပ်မံတက်ဆက်ပေးဦးမှာဖြစ်လို့ကျွန်တော်မြန်မာပရိုပါတီကြီးလာရဲ့ပတ်စဉ်အင်ချမ်မီတင်းများစီစဉ်ကိုစောင့်မျှော်ကြည့်ရှုပေးကြပါလို့ပြောကြရင်ပဲကျွန်တော်တို့ရဲ့စီစဉ်ကိုဒီမှာပဲညနာခွင့်ပြုပါခင်ဗျာလူဂျီမီနိုရဲ့အင်ချမ်မီတွေကို MPT application မှာအခုပဲအခမဲ့ဖြစ်တင်ကြလိုက်ပါ